ပေါ့စင်မွဲထွဲနဲ့တူလက်ဝဲလဘကားတွေကိုခြေလန်းချလိုက်ပြီးဖြစ်တဲ့ Facebook နဲ့ TikTok ဆယ်လီမမဆင်းသည်ပရိသတ်များလုံးမင်္ဂလာပါဗျာ Manchester Football ဆိုတာနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတော့ဆယ်လီမမဆင်းသည်ကိုအားလုံးသိကြလိမ့်မယ်ထင်ပါတယ်မမဆင်းသည်ကအချင်းလဲအဆူကောင်းပြီးတော့ ဘလော်လေးတွေလည်းအများပြဖန်တီးပြလေးရှိတဲ့သူဖြစ်ပါရည်။ဒီမှာရဲ့ဘလော်လေးတွေကလည်းပရိသတ်တွေကိုရင်မောပျော်ရွှင်စေတာကြောင့်မမစင်းတွေကအခုဆိုရင်တော့ပရိသတ်လက်ခံအားပေးမှုကို ခိုင်မာရရှိနေခဲ့ပြီလည်းဖြစ်ပါရည်။အခုလိုမျိုးနူးနူးရွရွကွန်တန့်လေးတွေဖန်တီးပြီးတော့လူညံ့တဲ့နှလုံးသားနဲ့မိမိသားတယောက်ဖြစ်နေပြီမလေး။မမစင်းတွေကကျွန်တော်တို့စိတ်တော်မကူရေးကလေးပေါ့စင်ပွဲပွဲကိုဝင်နှွဲခဲ့ပြီးပြီပဲဖြစ်ပါရည်။အခုလိုမျိုးနူးနူးရွရွအမျိုးသမီးလေးကအပြင်းမရုပ်ရည်နဲ့မလိုက်မဖက်ရုပ်ရည်ကြီးလိုက်မယ်ဆိုရင်မထင်ရအောင်ကိုလက်ဝဲထိုးဖို့ဝါသနာပါကြသူတွေလည်းအများကြီးရှိတတ်ပါရည်။ အခုလိုမျိုးလက်ဝဲထိုးကြတာလက်ဝဲရေးလေးချင်းညရည်နဲ့ပတ်သက်လို့လူမျိုးမျိုးစိတ်ထွေထွေဆိုလိုပဲဥတီကြက်ချင်းမတူညီကြပါဘူး။မြို့သမီးတွေကတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပေါက်ကွဲထွက်ပြလိုက်ဖို့အတွက်ဂျာကန်တကူဖြစ်လက်ဝဲကိုအသုံးချကြပါရစ်။စိတ်တည်ထဲမှာတော့အရန်ကိုမုန်းကြက်နေပြီဆိုရင်လက်ဝဲလေးချင်းရဲ့ကလပ်ကိုသွားပြီးစိတ်ထဲရှိတဲ့အတိုင်းထိုးလိုက်ကန်လိုက်ပြလို့ရတာကစိတ်ထဲမှာခံစားနေရတဲ့မုန်းကြက်တာတွေအတိုင်းတာတကူရောကြသွားတယ်လို့ဆိုကြပါရစ်။ နူရွာလာပပလေးတွေကိုပိုင်ဆိုင်ထားပြီးတော့ပြင်ပန်းကြီးလိုက်ရုံနဲ့အကဲသွားမှဆန်းကြဖို့လိုမဲ့မိန်ကလေးတွေရှိလို့နေပါရီအခုမမဆင်းသေးမတိုင်ခင်မှာတော့ကတထားဆန်ကိုဒီလိုပုံဆန်မြွနဲ့တွေ့ကြရပါရီနမိမဲလေးလိုလှပတဲ့တထားဆန်ကယိုကြီးနဲ့မထင်ရလောက်အောင်ပဲလက်ဝေးထိုးရတာကိုဝါနာထုံနေသူတယောက်ဖြစ်ပါရီဒီမိုင်းမိပါရီကဒီမလေးဝေးလေ့ကျင့်တာကိုတော့ဘာမှသိပြီးတော့မပြောပြီမြေဘွေးရှင်မြိုင်ထိုးတက်ဖို့တော့သဘောတူညီပြမပေးကြပါဘူးဒါမလဲတထားဆန်ကသူမဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်လို့ရှိတဲ့ညင်အတိုင်းပဲအင်းကသဘောမတူတဲ့ဂျားတွေကနေလက်ဝေးဘွေးတပွဲဝင်နှွဲခဲ့ပြီးပြီဖြစ်ပါရီ အစောပိုင်းမှာတော့တရားဆန်ကအကောင်းဆုံးရှင်ပြိုင်ခဲ့ပြီးရှုံးရင်သွားခဲ့ရပါပြီ။နေပဲတကူအခြေလန်းချရီဆိုတော့ကဒီလိုမျိုးပါပဲ။အစာပိုင်းမှာတကယ်ကိုကျန်းလုံးပါပြီ။ပင်ပန်းခက်ခဲလုံးပါပြီ။အကဲခဲနေရင်ဆိုင်ကြုံတွေ့ရတတ်ပါပြီ။ဒီလိုဆိုးဝါးတဲ့ခြေနေတွေကိုရင်ဆိုင်ကျော်လွှားနိုင်မှာမှအောင်မြင်မှုပန်းနိုင်ကိုလှမ်းကင်နိုင်မှာဖြစ်ပါပြီ။အမဆင်တီကလည်းဒီတိုင်းသာသဘောထားလျက်ရှိနေပါပြီ။ဒီမကဒီမရက်တီရှောင်းလန်းနေတဲ့လမ်းကြောင်းနဲ့မဆိုင်တဲ့လက်ဝဲလောကတွေကိုခြေလန်းချခဲ့ပြီးဘွဲတဲ့ဘွဲစင်မှာအယုံနဲ့ရင်ဆိုင်ခဲ့ရပြီလေ။နောက်ကိုပြန်မဆုပ်ပေးရှေ့ကိုခြေနှလန်းထပ်တိုးသွားမယ်လို့မမဆင်တီကပြောကြားထားပါပြီ။ မမစင်သေးကဒူမနီနဲ့ပေါစင်ပွဲတစ်ပွဲကိုပြီးခဲ့တဲ့မလာတရက်နေ့တုန်းကပြပထွက်ပြီးရှင်မထိုးတက်ခဲ့တဲ့အကြောင်းဒူမရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေဆင်မဲ့ပရိသတ်တွေကိုအတီးပေးပြောကြားလာခဲ့ပါရီမမစင်သေးကမလေးရှားနိုင်ငံခြေဆိုင် MMA promotion တစ်ခုမှာပေါစင်ပွဲတစ်ပွဲရှင်မထိုးတက်ခဲ့တာဖြစ်ပြီးပြမြက်ကတော့မလေးရှားနိုင်ငံသူ fighter မတယောက်ပဲဖြစ်ပါရီဓမ္မတီပေးချာတော့ကတော့ kickboxing ပွဲဖြစ်ပြီးတော့တကယ်တမ်းမှာ kickboxing ထိုးမဲ့သူမရှိတာကြောင့်မမစင်းတွေကပေါ့စင်ပွဲထိုးဖို့အတွက်သဘောတူလက်ခံပေးခဲ့ရပါရီပွဲက9မိနစ်3ကြီးချိန်မှထိုးတက်ခဲ့ရတာဖြစ်ပြီးတော့မမစင်းတွေကထီချက်ကောင်းကောင်းနဲ့လက်ရည်အသာစီးကနေကစားသွားနိုင်ခဲ့တာပါ ဒါပေမဲ့တိုင်းဆုံးဖြစ်တဲ့မမစင်းဒီကရှုံးနေသွားခဲ့ရပါတယ်။မမစင်းဒီကတော့လက်ဝဲကျိုးဝါနဲ့ကိုပထမဆုံးခြေလန်းစအချမှာအရှုံးနဲ့ရင်ဆိုင်လိုက်ရပါပြီ။ဒီပုံမှာစိတ်တက်လုံးဝမကြပဲနဲ့နောက်ဆုံးဖို့တဲ့ရှေ့ကိုခြေနှလန်းထထိုးဖို့ပဲစိတ်ကူးထားလို့ပြောဆိုသွားခဲ့ပါတယ်။အစားတော့ကတော့ခုလိုမျိုးရှုံးပွဲနဲ့ဂျုံတရတဲ့ပုံမှာသူမရဲ့ပြိတ္တတွေကိုချမပြတော့ဖို့စိတ်ကူးထားခဲ့ပေမယ့်လေ။ အရန်ကိုကြောက်တယ်ဆိုပြီးတော့သူမကိုသူမလိပ်ပြမလုံးတာကြောင့်အခုလိုမျိုးရှုံးလို့ရှုံးနေဆိုတဲ့အကြောင်းပြိတ္တတွေကိုခြားပြလိုက်တာပဲဖြစ်ပါတယ်။သူမရဲ့ပြိတ္တတွေကိုယ်တိုင်သူမဟုတ်အခုလိုမျိုးလက်ဝဲဝဲထိုးသွားတာကိုလုံးဝမသိကြပါဘူး။အခုလိုမျိုးသူမခြားပြလိုက်တော့မှသာသိရှိသွားခဲ့ကြတာဖြစ်ပါတယ်။အတော်လေးလည်းအားအသင့်နေခဲ့ကြပါတယ်။လက်မလျှော်ဘဲအကောင်းဆုံးရှေ့ဆက်ရှောင်းလန်းဖို့လည်းမမဆင်တီရဲ့ပြိတ္တတွေကမမဆင်တီကိုအပြေဝါထောက်ခံအားပေးနေကြပါတယ်။အစောဒီလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ။